hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီအစင်းနှစ်ဖြစ်နေပြီးပြန်ကစားလို့ရနေပြီဆိုပြီးတော့ Amorin ပြောထားတဲ့ listener တို့ Martinez ရဲ့အခြေအနေနဲ့ပတ်သက်လို့ဆွေးနွေးကြည့်အောင်ပါ။အထူးသဖြင့်လက်ရှိမှာအဲ Chris Wheeler တို့ဘာလို့ရဲ့ report ရ Manchester United တာဝန်ရှိသူတွေရဲ့ဘက်ကတော့ကျွန်တော်တို့ဒီ Licha နဲ့ပတ်သက်လို့ရှိရင်သူ့တန်ရာပူပူပြီးတော့ကောင်းကောင်းမွန်မွန်ပူကောင်းလာဖို့အတွက်တမျိုးစီစဉ်ထားကြတာရှိတယ်။ဘာလဲဆိုတော့ ယူနိုက်တက်တာဝန်ရှိသူတွေရဲ့ဘက်ကတော့လစ်ဆန်ဒရိုမာတီနက်စ်ရဲ့ဘွန်တော့အင်ဂျူရီပြဿနာကိုပြန်ပြီးတော့ရော်ကာဘာလောက်တာပူကောင်းဖို့ပူမြန်ဖို့နဲ့ပတ်သက်လို့ရှိရင်ကာရင်တန်မှာဆက်ပြီးတော့ရှိနေမယ်ဆိုတာထက်အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ပူပေါင်းပြီးတော့လုံးဝ high level training session ကြီးလုပ်လုပ်မယ်ဆိုရင်ပူပြီးတော့ဗောနော်မြင်မြန်အစင်းသင်းဖြစ် ready ဖြစ်လိမ့်မယ်လို့သူတို့ယူဆထားတယ်ဗောသူတို့ပင်ကာရင်တန်မှာနေမယ်ဆိုလို့ရှိရင်သူရဲ့ ဒါတိမိတ်အများစုကတော့ဘယ်လိုပြောမလဲဒီတခြားနိုင်ငံလက်ရွေးစင်အသင်းတွေကိုသွားကစားတာတွေကျွန်တော်ရှိမယ်တချို့ကျတော့လေအနာပြေးထားတာတွေကျွန်တော်ရှိမယ်တချို့ကစားမတွေကျတော့လေအပေါ်စားလေ့ကျင့်ငန်းစင်နာလောက်ပဲကျွန်တော်ရှိမယ်ဒါမျိုးဆိုတဲ့အခါကျတော့ဗောနော်လေချာအတွက်ကျွန်တော်ဒီဘယ်လိုပြောလဲကာရီနာမှာဆက်ရှိပြီးတော့လေ့ကျင့်တာလဲစာမယ်ဆိုလို့ရှိရင်ဘာမှတိုးတက်မှုရှိမှာမဟုတ်ဘူးအများကြီးမြင်မြင်ဆန်ဆန်တိုးတက်မှုရှိမှာမဟုတ်ဘူးအဲ့တော့အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ training ကိုကောင်းကောင်း စင်းမယ်ဆိုရင်အများကြီးအဆင်ပြေလာလိမ့်မယ်လို့သူတို့ကယူဆတယ်ပေါ့နော်။ဒါကြောင့်ပြောရရင်တော့ Lisandro Martinez ကိုပေါ့နော်ကျွန်တော်ဒါအသင်းဘက်ကအာဂျင်တီးနားလက်ရွေးစင်အသင်းထံလှုပ်မလို့ဆိုတဲ့သဘောပဲ။ကျွန်တော်အနေနဲ့တော့ဒါဟာသိပ်ကောင်းတဲ့လက္ခဏာလို့ကျွန်တော်မထင်ဘူး။အသင်းဘက်ကဒါတကယ်ဒီလိုသွားမယ်ဆိုရင်ဘာလို့လဲဆိုတော့နီးပြဖြစ်တဲ့ Ruby Amoring ကိုယ်တိုင်ကတော့မှအသင်းရဲ့လူစင်းနဲ့မှ Lisandro Martinez ကိုအဖွဲလိုက် group training နဲ့မှပေါ့နော်။တက်တာလာကစားမှုလို့အကျင့်ကြီးအများကြီး မစင်ရသေးတဲ့အခြေအနေမျိုးမှာ အာဂျင်တီးနားလက်ရွေးစင်လိုမျိုးဘယ်လိုပြောမလဲအသင်းကြီးမှာပေါ့နော်အမှန်ကန်လေ့ကျင့်ခန်းတွားပြီးတော့သူတို့စီနီယာကစားမားတွေနဲ့ထွင်းလိုက်မယ်ဆိုရင်သူတို့ဟိုအသင်းကြီး training ပေါ့နော် first team training session ဖြစ်တဲ့အတွက် intensity အပြည့်အမှန်ကန်အပြည့်လုံးဝ fit ဖြစ်နေတဲ့ကစားမားတွေရအောင်ကစားရမှာပဲဒါတွေကလက်ချာအတွက်အကျိုးပြုလိမ့်မယ်လို့ကျွန်တော်မထင်ဘူးမလူလာအပ်တဲ့ pressure တွေနဲ့ဒုက္ခပြန်ရောက်သွားနေတဲ့အခြေအနေမျိုးတွေလို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တို့လက်ရှိ အဲလေချာကိုကင်တွေရမှာကဒီမတိုင်ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ Norin Forest နဲ့ပွဲမှာသူကကစားဖို့ ready ပဲဒါပေမဲ့လို့ MOD ရဲ့ဘက်ကသူ့ကိုတည်တည်ချင်ချင်ကင်တွေခြင်းနဲ့အတွက်ပြီးမကစားဘူးသူကကစားခြင်းနဲ့ကျွန်တော်အခုလက်ရှိကျွန်တော်နေတဲ့စပါးနဲ့ရှိတယ်စပါးနဲ့ပွဲမှာကျွန်တော်ဘယ်လိုလာမလဲအရင်လူစင်းနဲ့မှပါလာမလားဘယ်လိုလဲပေါ့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်နေတဲ့ကိုအသင်းရဲ့ပွဲစဉ်တွေတောင်မှဖြည်းဖြည်းချင်းလေးပြန်မကစားနိုင်တဲ့အချိန်မှာလရွေးစင်လိုအသင်းမျိုးကိုသွားပြီးတော့ high level training session တွေမှာပူပေါင်းခိုင်းမှုဆိုတဲ့မျိုးကအရင် risk များရာကြာလွန်ပါတယ် ကျွန်တော်ဒီ international break နှစ်ပတ်ပြီးလို့ရှိရင်အ ਨੇ ဆုံးတချာတာမရသေးဘူးဆိုရင်တောင်းပါဗျာအ ਨੇ ဆုံးအဆင်မပြေသေးဘူးဆိုရင်တောင်းပါအသင်းရဲ့ group training session နဲ့ AECC ဆင်းနိုင်နေပြီအဲ့လိုမဟုတ်ဘဲနဲ့ Argentina ကိုသွားလိုက်လို့ကစားမကဘောနော်တက်တာလာဖို့100%တက်တာလာဖို့အဆင်ပြေတော့မယ့်အခြေအနေမျိုးမှာပူတိုင်ပက်သွားမယ့်အရာမျိုးတွေကိုကျွန်တော်ကမြင်ရမလို့ဖြစ်နေပြီဒါတွေကဘလို့မလက္ခဏာကောင်းနေမဟုတ်ပါဘူးအဲကြောင့်အသင်းအနေနဲ့ ဗစ်ဆန်ရိုမာရီနက်စ်ကိုအာဂျင်တီးနားလက်ရွေးစင်ထံပို့ဖို့လုပ်နေတာတွေကတိတ်ပြီးတော့လက္ခဏာကောင်းနေဆုံးဖြတ်ချက်ကောင်းနေဖြစ်လိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူးအမိုရင်ကိုတိုင်ရဲ့အချင်းဒီမာကိုကဒီကစားမဟာအရေးပါတဲ့အတွက်ကျွန်တော်တို့ကပြန်ပြီးတော့တိုင်ပတ်မသွားအောင်ကျွန်တော်ကကြိုးပမ်းနေရတာညီကလို့တည်တဲ့အတိုင်းပဲအသင်းမှာဘယ် left center ဘက်နေရာမှာဆိုလို့ရှိရင်လူရှိုးနဲ့အဆင်မပြေဘူးအမြဲတမ်းအဆင်မပြေဘူးတဝက်တလေအဆင်ပြေတယ်တဝက်တလေအဆင်မပြေဘူးပေါ့အဲ့လိုမျိုးမှာကျွန်တော်ကလေချာကိုကျွန်တော်ကလိုတာဗျာအဲ့တော့အသင်းအနေနဲ့ ပြန်လာကန်ဒီကစားမတယောက်အင်ဂျူရီပြဿနာအရှိကြီးကာလာရှိကြီးရထားတဲ့ကစားမတယောက်ဖြစ်ရတဲ့တိတိကျကျကင်တွဖို့ကျူးပန်းနေပါတယ်ဆိုမှဒီလို training session တွေကိုလွတ်မယ်ဆိုရင်တော့လက္ခဏာကောင်းဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့လေချာကိုယ်တိုင်ကလည်းဗျာဓာကြီးကိုလက်ခံရင်လက်ခံမှာဘာလို့လဲဆိုတော့သူကိုယ်တိုင်ကကစားကျင်နေပြီလေ Norian Forest နဲ့ဘက်မှာတောင်မှဝင်းမေတကယ်ကလေးနေတာ Amorian ရဲ့ဘက်ကပြေးမကစားသေးလို့သိတယ်မလားအဲ့တော့လေချာဟာလကိုအများကြီးနဲ့ချီပြီးတော့နားထားတဲ့ကစားမတယောက်ပါ International Break ပြီးတဲ့ချိန် ကျတော့ဗောနောအတင်းရဲ့ဒီပွဲစဉ်ဒီမှာပဲသူ့ကိုပြင်ပြီးတော့ဖြည်းဖြည်းချင်း၃တင်းတယ်လို့ကျွန်တော်ထင်တယ်။အရင်ကြီးလည်းအလောစရာမလိုဘူးဗျာကျွန်တော်တို့ကတပတ်မှတပွဲပဲကစားရတာသူ့ဟာနေသူပြင်ပြီးတော့အဆင်ပြေသွားမှာ။ကြားပွဲတွေရှိလို့တည်တယ်မလားနော်။အာပြည်တွင်းပွဲစဉ်တွေရှိလို့နော်ချန်ပီယံလိပွဲစဉ်တွေရှိလို့နော်တပတ်မှ၃ပွဲလောက်ကစားနေရလို့ဆိုရင်တော့အမြန်လူကောင်းလူမှာပေါ့လေ။အခုလောလောဒီမှာအတင်းမှာအမြန်လူမနေဘူး။နော်ကျွန်တော်ကအကောင်ဆုံးပုံစံကိုပဲပြင်လူတာ။အဲ့တော့လီချာကိုအာဂျင်တီးနားလက်ရွေးစင်ထံလွှတ်မယ်ဆိုရင်တော်လေးမှားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ ညီကလေးရောဘယ်လိုမြင်ကြလဲပူကောင်းလာဖို့အတွက်အဲ့လို training တွေလုပ်သင့်နေလို့ထင်ကြလားဒါမှမဟုတ်ဖြည်းဖြည်းချင်းနဲ့ကျွန်တော်သွားသင့်နေလို့မြင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများပါတယ်